အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှတော့လိပ်ပြခုံနီးမြောက်ပြီးမှဖြစ်ပါတယ်လိပ်ပြခုံနီးဒီအများကြီးရှိတဲ့ထဲမှာအခုကျွန်တော်ပြောပြပဲနီးရတော့အားလုံးလူတိုင်းလွတ်လွတ်ရတဲ့နီးလေးတစ်ခုပဲဖြစ်ပါတယ်အချို့သောနီးလေးများကတော့တချို့သောတချို့သောနီးများကတော့ကြောက်စရာလေးတွေနဲ့ကောင်းသလိုလူတိုင်းလွတ်ဖို့လည်းမလွယ်ဘူးအခုကျွန်တော်ပြောမယ့်နီးလေးကတော့အားလုံးလွတ်လွတ်ရတဲ့ခလျက်စာမိသူစုအားလုံးလိုက်လွတ်လွတ်ရတဲ့နီးလေးတစ်ခုကိုမြောက်ပေးမှဖြစ်ပါတယ်ဗျဟုတ်ပြီဒါဆိုလိပ်ပြခုံမယ်ဆိုလိပ်ပြဘာကြောင့်ခေါ်မှလဲခေါ်မယ့်အကြောင်းရင်းကိုကျွန်တော်တို့သိဖို့လိုတယ်ဟုတ်ပြီလိပ်ပြခုံရင်ဘာတွေကောင်းမယ်ဆို တော့ဥမာဥမာဆိုကြပါစို့လိပ်ပြဘလို့ချင်းဒီမှာခေါ်လဲဆိုတော့ကျွန်တော်တို့နေဘက်တင်မှာတော့ဘလို့ချင်းဒီခေါ်လဲဆိုတော့ဥမာဆိုကြပါစို့သူကခီးတစ်ခုပါဒီပြန်လာတယ်ဥမာတောတစ်ခုပါပြန်လာတယ်ဟိုတစ်ခုခု6လုံးကြီးခံတယ်အဲ့တော့ကျွန်တော်တို့ကြောက်ပုံပါနော်ဟာသူ့တွေ့လိုက်တဲ့နဲ့လိပ်ပြလွတ်မတက်ကြီးတယ်အဲ့လိုမျိုးတွေအအကြောက်လန့်အာကြီးတဲ့နေရာတွေကနေပြန်လာရင်လည်းလိပ်ပြခေါ်လို့ရတယ်နေတိုင်းမကောင်းကျမ်းမှန်ရញ្ញဉ်နေသူတွေလည်းလိပ်ပြခေါ်ပေးတယ်အဲနောက်ဆုံးခီးဝေးခီးဝေးတွေခဏသွားနေရတယ်အဲ့ဟိုမကပ်အဲ့ဟို မကတ်နိုင်ဘူးဗျာသူကမှခီးရီသွားတာအိမ်ကက်တဲ့တို့မရှိဘူးဆိုတဲ့လူတွေယူတယ်လက်ပြခေါ်လို့ရတယ်အဲနောက်တစ်ခုကျွန်တော်တို့ဒီဒီပေါ့နော်ဒီကျမရဲ့တချို့ချောင်ဖြစ်နေလဲခေါ်လို့ရတယ်အဲကျွန်တော်စစောပြောသလိုပဲအဲနေရာတစ်ခုကိုသွားလို့မလို့အဲတစ်ခုနဲ့အဲကျွန်တော်ကြက်သိမ်းထားတာလို့တစ်ခုခြောက်လုံးချင်းခိုင်းရတာလို့အဲ့လိုမျိုးချင်းနေမျိုးကြုံရင်လည်းလက်ပြခေါ်လို့ရတယ်အဲ့လိုမဟုတ်သေးဘူးအဲ့တော့ကိုယ့်ရဲ့မျိုးသားတို့ကိုယ့်မျိုးသမီးတို့ကိုယ့်ကောင်လေးကိုယ့်ကောင်မလေးစသဖြင့်အဲ့လိုလူတွေယူတယ်လက်ပြခေါ်ထားလို့ရတယ်အဲ့လိုမျိုးခေါ်တတ်ခြင်းဖြင့်သူနဲ့ကိုနဲ့လည်းပုံပြီးနီးစပ်ရှိတယ် ကိုယ်အရင်နဲ့ပို့လို့ use use ရတယ်အဲ့တော့သူနဲ့ကိုယ်နဲ့အရင်နဲ့ပို့ပြီးချစ်ခင်ရှိစီတယ်ပေါ့ဗျာကေတာဆန်အလုံးကိုလိပ်ပြခေါ်မဲ့အဲလိပ်ပြဘာကြောက်ခေါ်မဲ့ဆိုတာကိုလည်းသိပြီးလိပ်ပြခေါ်မဲ့အကြောင်းရင်းလည်းသိပြီးတော့ထင်ပါတယ်โอเคဒါဆိုရင်လိပ်ပြခုံဒီလေးမြပေးမှဖြစ်ပါတယ်အရန်လွယ်ပါတယ်အဲ့တော့လိပ်ပြခေါ်မဲ့ဆိုလို့ရှိရင်မနက်ဆောဆောနဲ့ညနေအချိန်လေးခေါ်လေးခေါ်တာရှိပါတယ်အဲကျွန်တော်နှစ်ဘက်တော့မနက်ဆောဆောလေးခေါ်တာများပါတယ်မနက်ဆောဆောလေးနေထွက်ပြီးဆိုတာနဲ့9နာရီညနေစပြီးခေါ်လို့ရပါပြီအဲ့တော့ ခေါ်ဖို့အတွက်ဘာဘာလေးလိုရလဲဆိုတော့ရောင်းမတစ်ချောင်းလိုမယ်ကျုပ်အပြုတ်နှလုံးလိုမယ်သို့မဟုတ်ဘဲဟုကျုပ်ဘဲဟုရတယ်ကိစ္စမရှိပါဘူးကျုပ်ပြုတ်နှလုံးသို့မဟုတ်ဘဲဟုပြုတ်နှလုံးလိုမယ်အဲအချီကျူကတော့အစ်စ်ဖြစ်ရမှာဖြစ်ပါတယ်ပြီးတော့ထမင်းဥပေါင်းလေးလိုမယ်ထမင်းစောစီးတက်ပြီးတော့အဲထမင်းဥပေါင်းလေးလိုဖះကိုအရင်ကတ်လိုက်မယ်ဖះကတ်ပြီးဆိုကြမှာအဲထမင်းဥထမင်းဥပေါင်းလေးကိုယူတော့မယ်ပေါ့နော်အဲ့တော့ဒါဆိုရင်အဲထမင်း စလုံးလေးတစ်လုံးထဲမှာကျုံကျုံနှလုံးရှိမယ်အဲထမင်းဥပုံလေးရှိမယ်အဲပြီးလို့ရှိရင်အချီဂျိုးလေးအသစ်ရှိမယ်အဲတချို့ကလည်းပရိရေကျွန်တော်တို့ဒီပရိရေထဲမှာပရိရေတွေမန်းတဲ့ခါမှာအချီဂျိုးတွေထည့်တယ်အဲအချီဂျိုးကိုသုံးလဲရတယ်နော်တချို့အဲ့လိုမျိုးလေးတခြားရှာချင်ပြီးသုံးလဲလူလည်းရှိတယ်အဲတချို့ဆိုလို့ရှိရင်ကျွန်တော်တို့အချီလုံးကိုကျွန်တော်တို့ဒီဒီ ကိုရင်လေးလေးရဟန်းတန်ကလည်းရှင်ပြည့်တဲ့ခါမျိုးကလည်းထက်သုံးလို့ရှိရင်နော်ရေစစ်တို့အချီလုံးပါတယ်နော်အဲ့လိုဟာပြုလဲသုံးလို့သုံးသူများလည်းတချို့သုံးကြတယ်အဲ့လိုဟာမေရှာမရောက်ဆိုလို့ရှိရင်လည်းဆိုင်မှာရှိတဲ့အချီလုံးအစ်တကိုသုံးလို့ရပါတယ်โอเคဒါဆိုရင်စလို့ရပါပြီအရန်လွယ်တယ်ဘာပြောမလဲဆိုတော့အင်ရှင်အပေါက်ဝါလေးမှာအင်ရှင် အပေါ့ပေါ့နော်အဲလူဝင်ထွက်ပေါ့ဝေးပေါ့အဲလူဝင်ထွက်ကိုခေါ်ခြင်းတဲ့လူပေါ့ကိုခေါ်ခြင်းတဲ့လူတရားဥမာဥမာဆိုကြပါစို့ကြော်ကြီးခေါ်မှဆိုကြပါစို့ကြော်ကြီးကြော်ကြီးလိပ်ပြဒီမှာနေဒီမှာထိုင်ဒီမှာစွာဒီမှာလွားဒီမှာနေဒီမှာအိတ်ဒီမှာနေဒီမှာတော့ဒီမှာပဲပြောနေပါစေဟဲအဲ့လိုမျိုးဒါလေးပဲလွယ်လွယ်လေးနော်ကျွန်တော်တို့ဟောဟုတ်ပြီ မဏီကိုခေါ်မှာဆိုလဲမဏီမဏီလိပ်ပြာဒီမာနေဒီမာထိုင်ဒီမာလာဒီမာစောဒီမာစဒီမာတော့ဒီမာနေဒီမာအဲ့ဒီမာပဲပြောနေပါစေအဲဒါလေးပဲအဲ့ဒါလေးလေးကိုကျွန်တော်တို့ကအခောက်ခောက်ခါခါလေး9မိနစ်10မိနစ်လောက်ခေါ်ပြရမှာဖြစ်ပါတယ်အပုံမှန်တော့3မိနစ်လောက်ခေါ်လဲခေါ်လဲရတယ်ကိစ္စမရှိဘူးဒါပေမဲ့ပိုလို့ထီရောက်လေးဖြစ်ချင်း9 9မိနစ်လောက်ခေါ်လို့ရပါတယ်အဲ့အိမ်ပဝဒီကျွန်တော်အိမ် အပေါ်ဝရှိတဲ့တန်းလေးကိုအဲတန်းမရှိတဲ့ဘောင်ပေါ့နော်အဲဘောင်လေးကိုကောက်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 နဲ့ခောက်ပြီးတော့ရောက်မှလည်းအဲကျွန်တော်တို့ရောက်မှအစ်စ်ဖြစ်ရမယ်ဗျာနော်ရောက်မှလည်း ရမတက်ဆိုပိုကောင်းတယ်ကျွန်တော်တို့နေဘက်တရတော့အတစ်တစ်ပါရေးကဝဲတာတော်တော်နဲ့မလာဘူးရှားတယ်ဆိုတော့အိမ်မှာရှိတဲ့အဟောင်းနဲ့ပဲ၃ကောက်၃ကြရပါမယ်အဟောင်းအဟောင်းနဲ့လည်း၃လရတယ်အတစ်ရှိရင်တော့အတစ်ဝဲပေးတစ်မရှိတဲ့အဟောင်းမှ၃လရတယ်ဒါပဲအဲ့ဒါမျိုးလို့အဲ့ဒါမျိုးလေးလေးကိုကျွန်တော်တို့တွေအဲခေါက်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 ပြီးရောကျွန်တော်တို့ဒီဟာလေးကိုအဲ့ကျွန်တော်တို့ဒီဟာလေးပြပြပေးရမှာနော်သူ့လေးပြောဘာနဲ့များတာလဲဆိုတော့ဒီထမင်းပေါင်းနဲ့ကြက်ကြုံနဲ့ကြက်ကြုံနဲ့ကျွေးပြီးရောများတာနော် ထမင်းဦးပေါင်းနဲ့ထမင်းလေးရဲ့ပြောမလို့ထမင်းကိုလည်းတချို့ကစီစီစဉ်စားပြုလေးဖြူကြတယ်ဗျတချို့နယ်ပယ်တွေဖြူတယ်တချို့လည်းမဖြူအဲကျွန်တော်ကျွန်တော်ခေါ်တော့ကျတော့ကျွန်တော်ဖြူဖြူတယ်ဖြူတာမြင်လိုက်တယ်ဗျအဲဖြူတယ်ပေါ့နော်ဖြူတယ်စီစဉ်စားပြုလေးဖြူတယ်အဲကျုပ်ပြုတ်ကျွန်တော်နယ်ပယ်ကတော့ကျုပ်ရှားတော့ကျုပ်ရှားတယ်ဆိုတော့ဘဲဥကိုတုံးကြတယ်အဲ့တော့ဘဲဥကိုခွန်ခွာခွန်ခွာရတယ်နော်ခွန်ခွာပြီးတော့အဲ့ဒါလေးနဲ့အဲ့အိမ်ဘဝလေးမှာ ကိုတဘောတော့ကိုလေးပြကိုပြန်ကျွေးတယ်ပေါ့ဒါဒါလေးပဲကိုလေးပြဓာလေးနဲ့ပြန်များတယ်ပေါ့ဗျာအဲ့ဒါလေးနဲ့ပြန်များပြီးခေါ်တာပါပဲโอเคအလားလေးလေးကို9မိနစ်10မိနစ်လောက်ခေါ်ပြီးဆိုတာနဲ့ပြီးပြီးပြီးရင်ဘာဘာလို့ ਆ လဲဆိုတော့အဲ့ခေါ်ပေးတဲ့လူကကျွန်တော်ခေါ်သူကခေါ်ပေးမတရရောက်ခေါ်ပေးမတရရောက်ခေါ်ပေးရတယ်နော်အဲ့တော့ကိုကွက်ကိုအပြန်လန်ပြန်ခေါ်လဲရတယ်အပြန်လန်ပြန်ခေါ်လဲရတယ်ကျွန်တော်ငငယ်တော့ဆိုခဏခဏခေါ်နေကြပါဘောနော်ခဏခဏခေါ်နေကြအဲကျွန်တော်ငငယ်ငငယ်တော့ဘာလို့ခဏခဏခေါ်နေကြလဲဆိုတော့အဲကျွန်တော်ငငယ်တော့ ဘဲပြုတ်ကြိုက်တယ်အဲ့တော့ဘဲပြုတ်တော့ဘဲပြုတ်ဆဆဆကျွန်တော်အမေလေးပြခေါ်ပေးအမေလေးပြခေါ်ပေးဆိုတော့ခဏခဏခေါ်ခိုင်းလေးရှိတယ်အဲ့တော့အဲ့လိုခြေနှမျိုးဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်မြေကြခဏခဏခေါ်ပေးလေးရှိတယ်ပေါ့နော်အဲ့လိုကျွန်တော်တို့ရဟိုချောင်တို့ဒီချောင်တို့ဟိုတော့ဟိုတော့ဆော့ဒီတော့ဆော့ဆိုတော့အဲ့လိုခြေနှမျိုးအဲ့လိုမျိုးဆော့လာတော့ဥမာ၆လန့်ကြည်တာတို့တခုခုတွေ၆ခက်တော့ဆိုရင်လည်းအဲ့လိုမျိုးတွေခဏခဏခေါ်တယ်ပေါ့နော်ဟုတ်ပြီအဲဒါဆိုလို့ရှိရင်အားလုံးပြီးပြီဆိုပါတော့ပြီးပြီဆိုလို့ရှိရင်ခုနအချီကျိုးလေးဖြုတ် အချို့လေးဖြုတ်ပြီးတော့ခေါ်ဒီခေါ်ခေါ်ပေးတဲ့လူကအခေါ်အခေါ်ခိုင်းတဲ့လူဘယ်ောညာောမာဒီအချို့လေးခြိပေးရတော့မှာအဲ့တော့ခြိပေးရတော့မှာဆိုတော့ကျွန်တော်ခုနအခုနပြောခုနပြောသလိုပဲဒီအချို့စလေးကိုကင်ဘယ်ညာကင်ပြီးတော့ဒီပေါ့နော်ဒီခေါ်ခိုင်းတဲ့လူရဲ့လက်ဖမိုးလေးကိုကျွန်တော်တို့ပုတ်ပုတ်ပြီးပေါ့နော် ုတ်လဲရလဲဆွဲလဲရတယ်ထိထိလဲရတယ်ကြက်ကြက်လို့ပုံဒါပေမဲ့ထိတို့ထိနေရမှာเนาะအဲ့လိုပုတ်ပုတ်ပြီးတော့အဲပြက်ခုနလိုပြန်ပြန်ပြောမယ်ဥမာကြော်ကြီးခေါ်လဲဆိုရင်ကြော်ကြီးကြော်ကြီးလေးပြဒီမှာနေဒီမှာထိုင်းဒီမှာစဒီမှာသွားဒီမှာလာဒီမှာနေဒီမှာအဲ့ဒီမှာပဲပြောနေပါစေအဲမနီဆိုလို့ရှိရင်မနီမနီလေးပြလေး ဒီမနေဒီမထိုင်ဒီမစားဒီမသွားဒီမလာဒီမနေဒီမထိုင်ဒီမအိတ်ဒီမပဲပြောနေပါစေဆိုပြီးတော့ပုတ်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 ပြီးတော့အခုနောက်ခုနောက်ခုနောက်လောက်ပဲပေါ့နော်သူ့ကိုလည်းအေးနည်းနည်းလေးအဲ3 3 3မိနစ်လောက်တခါပြန်ပြီးတော့ပို့ပြီးတော့စွမ်းသောင်းပို့ပြီးတိတ်ချသွားအောင်လို့ပေါ့အဲ့ဒါလေးကိုအဲပြန်ပုတ်ပြန်ပုတ်ပြီးဆိုတာနဲ့အဲ့ဒီအချီဂျိုးလေးကိုအဲကျွန်တော်တို့နှာခေါက်တုပ်လေးခောက်ပြီးတော့သူ့မှာ သူ့ရဲ့ဘဲလက်ကောညာညာလက်ကောအခုနောက်လောက်လေးပြောပြီးတော့ခြီးထားလိုက်ရုံပဲဒါပဲ ကျွန်တော်ငယ်တော့ဆိုလို့ရှိရင်အဲ့ဘဲညာလက်မှာအဲ့ချီချူလေးမြင်းနှပါတယ်ဟဲကျွန်တော်တို့အဲ့ချီချူလေးမြင်းနှပါတယ်ခါကျရင်ဆော့ရှုံနေပါနဲ့ဆော့လုံးပေတူပြီးခါကျရင်တော့သူပြတ်သွားတယ်ခါကျရင်မဲမဲပေတူပြီးတော့ညစ်ပတ်နေတော့ကိုယ့်ကိုဖြတ်ဖြတ်ပလိုက်တယ်အဲ့လိုအဲ့လိုချင်းမျိုးဒါတော့ကိုယ့်ကိုမပြတ်မချင်းတုံးထားလို့ရတယ်ပြတ်သွားလိုက်ကိစ္စမရှိဘူးပြတ်သွားလိုက်ကိစ္စမရှိဘူးနောက်မှကွက်ကိုအရေးကြုံမှတစ်ခါပြန်လဲပြီးတော့အဲ့လိုမျိုးပြန်ခေါ်လို့ရတယ် ကဲဒါဆိုရင်အားလုံးသိပြီထင်ပါတယ်နော်ခေါမခေါနီလည်းသိပြီအဲခေါမဲ့ချင်းကတော့မနေ့စစောစုပိုကောင်းတယ်အဲကျွန်တော်ခုနပြောလို့ပေါ့နော်မနေ့ခုနနိုင်ပေါ့နော်ထမင်းကြက်ပြီးတဲ့ချင်းပေါ့အဲ့တော့ချိုးလည်းညဘက်ခေါ်တာမျိုးတော့တွေ့ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့နေဘက်မှာတော့မနေ့ခေါ်တာများတယ်မနေ့ခေါ်လိုက်ပို့ပို့ပို့ပြီးထရောက်တယ်လို့ရှေ့လူကြီးများတော့ဆိုခဲ့တယ်ပေါ့နော်โอเค ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိပ်ပြခုံဒီအလုံးတိပြီးလို့ထင်ပါတယ်အဲတခုလို့ရှိရင်တော့ဘဲညာရောကျွန်တော်ခြေပြရမှာဆိုတော့ဘဲလက်ကိုလည်းထိပြီးရောပြောမယ်ညာညာလက်ကိုလည်းကြိုးလေးနဲ့ပုတ်ပုတ်ပြီးတော့ပေါ့နော်ကြိုးကြိုးလေးနဲ့ကျွန်တော်တို့ခေါ်ပေးတဲ့လူကပုတ်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 ပြီးရောပြောမယ်အဲ့တော့အခေါ်ခိုင်းတဲ့လူကလည်းကျွန်တော်ဘာလို့ကျွန်တော်တို့စိတ်ထားမယ်ဆိုတော့အခေါ်ခိုင်းတဲ့လူမှလည်းစိတ်ထားမယ်နည်းလေးရှိတယ်အခေါ်ခိုင်းမယ်တော့လည်းပြောနေရမယ်ဟာ ဟာငါတော့ဒီမနီရပြောတယ်ဟဲ့ငါတော့ဒီမထိုင်းတာပြောတယ်ဟဲ့ငါတော့ဒီမသွားတာပြောတယ်ဟဲ့ငါတော့ဒီမနီရပြောတယ်ဟဲ့ဆိုတဲ့ပျော်နေတဲ့စိတ်ခံစားလေးတော့တွင်းပြရမှာဖြစ်ပါတယ်အဲဒါဆိုလို့ရှိရင်တေချာပေါ့အဲလူရဲ့လက်လက်ပြသူ့ထဲပဲသူပြန်ဝင်သူနဲ့ပဲပြောနေမှာဖြစ်ပါတယ်ကဲဒါဆိုရင်အားလုံးသိပြီးတော့ထင်ပါတယ်အဲတော့နားမလည်တဲ့ပိုင်းလေးလည်းမေးခဲ့လို့ရပါတယ်ဗျကျွန်တော်ချက်ချင်းပြန်လည်းမြောက်ပေးပါတယ်ဗျကြည်ရှုနာစင်ပေးတယ်ကျွန်တော်မိတ်ဆွေခုနသားသမီးအားလုံးသူပဲကျေးဇူးတင်ပါတယ်ကဲကျွန်တော်မိတ်ဆွေအားလုံးလည်းစိတ်စိတ်ကျေနပ်ကိုကျမ်းမှရှိကြပါသည်အားလုံးပျော်ရွှင်ကြပါသည်ဗျာ